မင်္ဂလာပါခင်ဗျာနိုဝင်ဘာလ16ရက်နေ့အတွက်ရွှေရန်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အခြေခံပညာထက်တန်းကျောင်းခွဲကျွန်းတော်မှာအာစတီးယားပူဇော်ပွဲကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်တွန်းလေးမြို့နယ်အခြေခံပညာထက်တန်းကျောင်းခွဲကျွန်းတော်မှာတသမအချိန်မြောက်ကျောင်းသားဟောင်းများအာစတီးယားပူဇော်ပွဲကိုနိုဝင်ဘာလ16ရက်နေ့နံနက်9:00နာရီကကျင်းပကြောင်းသိရပါတယ်အခမ်းအနားမှာကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးငငယ်ထွန်းကကာရဝပြုနှုတ်ဆက်စကားပြောကြားပါတယ်ဆက်လက်ပြီးအငိမ့်စားယူသွားကြတဲ့ဆရာဆရာမကြီးများအား ။ကျောင်းသားကျောင်းသူဟောင်းများကပူဇော်ကြတော့ဂျိုးဖြင့်ဆရာကြီးဆရာမကြီးများအားပူဇော်ကြတော့ကြပါရယ်။အဲဒီနောက်ဆရာကြီးဆရာမကြီးများကိုပူဇော်ပစ္စည်းများဖြင့်လူတန်းပူဇော်ကဆရာကြီးဆရာမကြီးများကိုစားဆရာကြီးဦးကြည်ဝင်းနဲ့ဆရာမကြီးဒေါခင်နွဲ့မှုတို့မှဆုံးမဩဝါဒစကားပြောကြားကြအောင်သိရပါရယ်။ဒီသတင်းကိုတော့မျိုးလှိုင်ကပေးပို့ထားတာဖြစ်ပါရယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ကလာပါမြို့နယ်မှာတတိဘိုးဘွားများပူဇော်ကြတော့ပွဲပြုလုပ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရယ်။ ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်စံပြ၈ရက်ကွယ်အောက်ကလမ်းမီသားစုရဲ့၄၉ချိန်မြောက်ရွှေရတုအချိုးအသက်83နှစ်နဲ့အထက်တက်ကြီးဘိုးဘွားများအားပူဇော်ကြော်ဘွဲကိုနိုဝင်ဘာလ15ရက်နေ့နနက်9နာရီကအမှတ်၈ခြေခံပညာအလဲနှန်းကျောင်းခန်းမှာမှပြုလုပ်ကြောင်းသိရပါဗျ။တက်ကြီးပူဇော်ပွဲမှာကျင်းပရေးကော်မတီဥက္ကဋ္ဌဦးဝင်းကြီးကအမှားစကားပြောကြားပြီးကော်မတီကလှူဒန်းတဲ့အလှူငွေများစေတနာရှင်လူရှင်များကလှူဒန်းထားသော ငွေပရိသပင်များကိုမဲဖောက်လှူဒန်းကြပါတယ်။အဲဒီနောက်ဖွားတော်ကြီးအသက်၁၁၂နှစ်အားအလှရှင်ဦးဝင်းထိုင်နဲ့ဒေါ်နန်ရွေဝင်းမိသားစုမှတီးသန့်ငွေကျပ်၁သိန်းချပ်ကိုလှူဒန်းကြောင်းသိရပါတယ်။တက်ကြီးဘိုးဘွားများအားပူဇော်ကြောရာမှာဩကလာလန်မိသားစုရဲ့အသက်၈၃နှစ်နဲ့အထက်တက်ကြီးဘိုးဘွားတဦးလျင်ကော်မတီမှလှူဒန်းငွေ9,500ကျပ်စုစုပေါင်းအဘိုးအဘွား193ဦးအတွက်လှူဒန်းငွေနဲ့ငွေပရိသပင်ကျပ်စုစုပေါင်းတန်ဖိုး 163,500ထောင်ကျပ်ဖြစ်ကြောင်းသိရပါပါတယ်ခင်ဗျာဒီသတင်းကိုတော့တက်လွင်စုကပေးပို့ထားတာဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တိုက်ချင်းမြို့နယ်ကြည်လည်လမ်းများဆောင်ရွက်နေမှုတာဝန်ရှိသူများကြီးစုစစ်ဆေးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတိုက်ချင်းမြို့နယ်မြို့နယ်ကြည်လည်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကကြည်လည်လမ်းဖွံ့ဖြိုးရေးရုံးရုံးချုပ်မှအင်ဂျင်နီယာချုပ်တိဆောက်ရေးရန်ကုန်တိုင်းဒေသကြီးတာဝန်ခံနဲ့တာဝန်ရှိသူများဟာ2025-2026ဘဏ္ဍာနှစ်တိုက်ရိုက်တာကြီးအစိုးရဖွဲ့ရန်ကုန်ဝဖြစ်ဆောင်ရွက်နေတဲ့ တိုက်ကြီးကြိုင်လန်းအရှိ1985ပြီအားကွန်ကရစ်ဘီလန်းအလဲဖြစ်ခင်းချင်းလုပ်ငန်းနဲ့ကြီးပင်ယိုတင်တော်ယိုကျွရချင်းဆက်လန်းအရှိ9ဖာလုံခွဲအားကွန်ကရစ်ခင်းချင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားနိုဝင်ဘာလ15ရက်နေ့မနေ့ပိုင်းကကြီးလန်လန်းဖွံ့ဖြိုးရေးရုံးချုပ်မှအင်ဂျင်နီယာချုပ်တိဆောက်ရေးရန်ကုန်တိုင်းဒေသကြီးတာဝန်ခံနဲ့တာဝန်ရှိသူများကကွင်းစင်စစ်ဆေးကြောင်းသိရပါတယ်ဒီသတင်းကိုဝေကြီးကပေးပို့ထားတာဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တိုက်ချင်းမြို့နယ်ရန်ကုန်ပြည် ကားလမ်းမပေါ်မှာဆန်ကားမှောက်ပြီးရေမောင်းတေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုဘလာ15ရက်နေ့မနက်7:00နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တာခွကျွေးရအောင်စုရန်ကုန်ပြည်ကားလမ်းမပေါ်မှာဆန်ကားမှောက်ပြီးရေမောင်းအမျိုးသားညက်ခါတေဆုံးတယ်လို့သိရပါတယ်။အခင်းဖြစ်ရာမှာတိုက်ကြီးမြို့နယ်မိသားစခန်းမှာရှားပွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာရေမောင်းကိုမိနစ်20နီးပါးကြာအောင်ထုတ်ယူခဲ့ရတယ်လို့ပြောပါတယ်။ရေမောင်းမျိုးသားရဲ့ရုပ်လောင်းကိုခိုးခိုးရမယ့်အသင်းလူနာတင်ရင်နဲ့တိုက်ကြီးစေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ thank you